လက်ရှိပေါ့လေဒီရှမ်းမြောက်ပါပေါ့လေဟိုတရုတ်ရဲ့ဂျောင်းဝင်စစ်စစ်မှုကြောင့်ဒီလိုင်းရှုမျိုးကနေကိုကန့်တက်ကတော့ပြန်ဆုတ်သွားပြီပေါ့လေဒီနာဆာကကတော့ဒီပြန်ပြီးတော့အုပ်ချုပ်ရေးအတွက်နေရာပြန်ယူထားမျိုးတွေ့ရတာပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းဒီ KIA ကလည်းဒီရှမ်းမြောက်မှာနေနေချဲ့ထားတာရှိတော့ပေါ့လေဒီအခင်းချင်းရပေါ့ဘလိုမျိုးတွေဖြစ်လာနိုင်ပွဲရှိမလဲပေါ့ရှင်သုံးသက်ချက်လေးမေးတင်တာပါရှင်ရှမ်းမြောက်ကတော့ကျွန်တော်ကနိုင်ငံရေးချင်းလို့ရအမျိုးမျိုးတစ်ခုပါလေဒါကတော့ဘလူးဝဲသီးသားသီးသားပေါ့နော်ဒါနည်းနည်းနဲ့သီးသားတိုင်းကိုတိုက်ခိုက်မှုဒီ ဖြစ်မဲ့အစားတော့နိုင်ငံရေးစနစ်ဦးရလာကောင်းလေးတစ်ခုရလာတာပေါ့နော်။အော်မျက်နှာကတိုက်ခတ်တဲ့လူတွေဘယ်ကလည်းကြံစည်စားမလို့ငွေဘလောက်ပဲတက်ပြီးဒီဒီမှာတိုက်ခိုက်။အတမိတိုင်းနိုင်ငံရေးစနစ်ဦးရတော့နေ။ဒါမျက်မြင်လို့ပြန်ပြေးရတာပဲဆိုတော့ message တစ်ခုတော့ဒါသူတို့လည်းရတော့မှာပေါ့။အဲ့ဒါကြောင့်မို့ကျွန်တော်ညီမနိုင်ငံမှာတိကျတိုင်းမှုဖြစ်တဲ့နိုင်ငံရေးချောင်းလည်းမဟုတ်ပဲနဲ့ဒါကျွန်တော် နိုင်ငံကြီးကျေးဇူးတက်ကိုဒီထောင်လိုက်နိုင်ငံလို့ကျွန်တော်အနေနဲ့တော့မြင်နေပါတော့ဒီလားချုပ်ပြီးစားလေးရနောက်ပြန်ကိစ္စရရတော့ပြန်ရတော့ဆုတ်ခွေးရတယ်ကျေကတနာကြတော့လေသူကအတိကတော့သူကတမိုင်းကြောင်းမှပြန်ပြောရမှဆိုရင်တော့အကျအချင်းအများဆုံးနေဆိုင်တာဟိုတုန်းကတိတ်ကြီးနေတော့တချင်ကြီးဆိုတော့ကျွန်တော်လည်းမရှိတော့ဘာဟုတ်ကချင်းပြည်တရားပြီးနောက်ပိုင်းမှာတော့ကချင်းပြည်နယ်ကလည်းကာကွယ်ရမယ်ဆိုတဲ့အကိစ္စတစ်ခုရှိတယ်။နောက်ပြီးတော့သူရဲ့ ပူရင်ခံနေဟိုလည်းသူပြန်ရလို့လဲစိတ်ဓာတ်လေးတခုရှိတယ်ဒါလောဘပေါ့အဲ့ဒါလေးရှင်နေတဲ့ကြောင့်ဝင်ချမ်းမောက်ကိစ္စအရဒီကတည်းကနေပတ်သက်ပြီးကိစ္စလာနောက်ဆုံးပါတော့ကျွန်တော်မသိဘူးအဲ့တော့တင်းမီရောဒီကကုတ်ခိုင်လို့ဆိုတာတချို့ရာစုပြီးခင်ရတာဟုတ်ဒီချီရုပ်ပုံဒီတွေရတာတချင်းဒီရဆိုတော့ကချင်းနေစုပဲရှိတာပါလားလွတ်လာရေးဘူးကကာလာထီပေါ့ကာမောကုတ်ဒီကဲကျိစားပြောရမှာဆိုတော့ဒီချမ်းမြောက်မှာတော့ပြန်နေတော့ဆက်ပြီးပြဿနာရှိနိုင်သေးတယ် ။ဒါမှသူနိုင်ငံကြီးမှာတော့ဘာမှမမရှိရတဲ့ကေရတော့သူအကောင်းဆုံးဖြစ်အောင်တော့ဒီစူးစမ်းပါမယ်လို့မြင်တာပေါ့။ပြောမနေကြဒီပေါ် KIA ရလက်ရှိမှာကြည့်မယ်ဆိုရင်တော့ပေါ့လေဒီမြေရှားတထုတွေရှိတဲ့ဒေသတို့ကတိမ့်ပိုက်ထားနိုင်တော့ပေါ့ဒီသူ့အနေနဲ့ဒီတရုတ်ပေါ်မှာရောဒီနတ်ဆက်ကအပေါ်မှာရောနိုင်ငံရေးရဘာဘယ်လိုမျိုးအတာချက်တွေရှိနေမလဲပေါ့ရှင်အဲအဲ့တော့စီးပွားရေးရတော့အတာချက်တစ်ခုရှိတာပေါ့လေသူကခုမြေရှားတထုတိုင်းရှိတဲ့ဒါကဘာပေါ်မှာမြန်မာနိုင်ငံကတရားအဆွေအများဆုံးနိုင်ငံဆိုပေမဲ့ နိုင်ငံတော်တက်ကိုအကျိုးပြုရတော့နည်းပြီတာပေါ့။တော့သူ့ရဲ့သူ့မှာတိုင်းကြောက်စိမ်းစိုက်ကြည့်တဲ့သူကပိုင်ဆိုင်ကားလိုဖြစ်နေတယ်ညနေချိန်ကျတော့။ဒါစီဝိုင်းရင်အကောင်းမွန်ရင်တော့လက်နက်ကရဲထုံးတာတိုင်းမသူ့ရင်ကကြောက်သူပြီးဆောင်။ဒီဆောင်ပါလိမ့်မယ်။အခုလိုဆိုတော့ကြောက်စိမ်းကရောဒီနေ့ရှားရသွားတဲ့ကိုဝင်ဝင်မရကြဘူးလေ။သူပဲဒီနေ့ရနေတယ်ဆိုတာကျတော့အာနိုင်ငံရေးကြောင်းလဲတခုစီးပွားရေးကောင်းလာရင်လည်းနိုင်ငံရေးကြောင်းလဲတခုတက်ဖို့သူကကောင်းကောင်းတော့လုပ်သွားနိုင်တယ် တော့ဘာနိုင်ငံဆိုတော့သူ့တော့နိုင်ငံတော့ထင်ရမှာပေါ့ဒီကိစ္စနိုင်ငံတော်တနိုင်ငံလုံးပြအခွန်ဝင်ကိုရအောင်တော့ကျူးစားရနိုင်မယ်ဒီကိစ္စနှစ်ပတ်သက်ပြီးတော့သူတမျိုးရဲ့ခံစားရတဲ့ဆိုင်ရင်ပေါ့လေခုလောဆယ်တော့ခင်ဗျတခုလည်းအခွန်ရရှိနေတာဖြစ်တယ်အဲ့ဒီမြေရှားတို့ကြောက်စင်းတို့ဆိုတဲ့ကဏ္ဍတော့နိုင်ငံတော်တက်ကလုံးဝမရဘူးအခုနိုင်ငံတော်ကအဲ့ဒီကိစ္စတော့နိုင်နိုင်နေနေနိုင်ငံရေးဆွေးနွေးမှုတော်တော်ကတ်ချိုက်မှုတော်တော်ဆောင်ဝတ်တည်လည်းကျွန်တော်အနေနဲ့တော့မြင်တာပေါ့ ပြည်ပေါ်ရည်ဒီပေါ် KIA ရဲ့စည်ရေးရည်မှန်းချက်ကိုလက်ရှိအနေထားအရဘယ်လိုမျိုးတုံ့တက်မိလဲရှင်မကောင်းလို့ဆိုတော့မကြေညာဒီပေါ်မကိစ္စဆိုတော့ဖြစ်နာလဲဆိုတော့ရော့ရော့လာနေတယ်ဒါပေမဲ့ခုခဏကပြောတဲ့စကားနဲ့ကြာဆက်တော့မိသားအပြုတ်ကအတိအကျဝယ်တာဟိုတရားအဲ့ဒါဝယ်ရင်မှသဘောသူကဖြတ်မယ်ဆိုတဲ့ခါကျတော့ပြုတ်ကလည်း GDP ပဲလက်ခုတော့လိုအပ်တယ်ပေါ့နော်သူတုံ့တက်ခါသူချင်းချင်းမှုတော့လိုအပ်တယ်ဗျာဒါ KIA ဘလောက်ဝယ်ရောင်းရောင်းရင်သူကတော့ဒီကနေ့ကြာပြီဆိုရင်တော့ဘူသူကလည်းဆက်ချမယ်ဆိုရင်တော့ ကျွန်တော်နိုင်ငံတော့အကျိုးများကောင်းကောင်းရှိတာပေါ့ဗျာ။အင်းအင်းကြီးအင်းကြီးနိုင်ငံနေနဲ့ဒီနိုင်ငံပေါ်သူကနေစီနာထားတဲ့ဖြစ်တဲ့ကိန်းအင်းကြီးကလည်းအင်းကြီးကလည်းအဲ့လိုမျိုးတော့ဆောင်းတင်တယ်လို့ကျွန်တော်ကပြောနေတာပေါ့။ပြီးတော့ Just Yes လို့ပေါ့လေ KYA ကဒီအနောက်မြောက်တကျောလုံးကိုတင်ပိုက်ရေးသူ့အနေနဲ့လှုပ်ဆောင်နေရပေါ့လေ။ဆိုတော့တကယ်လို့ပေါ့ဒီအနောက်မြောက်ကျောလုံးကိုသူ့အနေနဲ့တင်ပိုက်နိုင်ခဲ့မယ်ဆိုရင်ရောဘလို့အခင်းချင်းဖြစ်သွားနိုင်မလဲရှင်။ဒီလိုမျိုးဖြစ်ဖို့ရောဒီအနောက်မြောက်ကျောလုံးတင်ပိုက်နိုင်ဖို့ရောလွယ်ကူပါမလားဘလို့မျိုးသုံးသပ်မိ။အဲ့တော့ ကမလွယ်တော့ပါဘူးကျွန်တော်တို့ဒီအနောက်မြောက်ကျောင်းလုံးကိုဒီတိတ်ဆိုင်မှာတွေ့ချင်အခုကချင်းပြည်နယ်မှာတော့သူ့ကိုယ်ပိုင်ချုပ်ခွင့်ပေးကြည့်လိုက်ပါသူ့တော်လာမှာဆန်းကြီးညာပြည်သားဆိုင်တော်လာမှာလေဒါတော့အနောက်ကနောက်ခံကောင်းကောင်းမရှိရင်တော့သူမလွယ်တော့ဘူးအခုကလည်းသူ့အနေနဲ့တော့အနောက်နိုင်ငံရဲ့ထောက်ခံမှုတွေလည်းပါတာပေါ့ဗျာအားမလို့ပြောတော့အနောက်နိုင်ငံကသူကပြည်ရောက်သွားသူကဆက်ခွာသွားမှအလုံးလုံးပြက်ခါကြတော့ ့သူစိတ်အင်အားများကြီးကြီးလာတာပေါ့ဒါလည်းကျွန်တော်အပြည့်နဲ့ဆက်လို့ပါသူ့မျိုးသားရင်းကြီးပွားဦးတဲ့သူဆောင်းတာဖြစ်တဲ့တဲ့ကြောင့်မို့ပြည်ညာရရပေါ့နော်ဒါမဲ့ဘုံစိုးကနေလည်းထိမ့်နေနေရမလို့ဒီကကအနေနဲ့လည်းကျွန်တော်တို့ပြည်ယံကြီးကိုလက်ခံတာမရှိပါဘူးဗျာကျွန်တော်အဓိကတော့တချင်းပြည်နယ်ပေါ့ဘယ်လိုလဲမခံဘူးလဲဆိုတော့တချင်းပြည်နယ်မှာကျွန်တော်ချမ်းမြေတွေကတော့ပြည်ယံကြီးစိတ်ဆုံလုံးဝလက်မခံတာနေရှိတယ်အမတို့အသေးပိုက်တော့ဒီအုပ်ချုပ်နေနေလဲဆိုရင်တော့တော်တော်များများဆန်းကြီးပြန်စားရပါပဲလေ